ီတော့တို့အလုတ်ကိစ္စတွေများပါတယ်ပြန်မရစေပါဆိုဘုရားကိုဝတ်ချပြီးတော့ညာတွင်ကြီးမဲ့ပြန်သွားလိုက်တယ်နော်အဲ့ဒီအချိန်မှာဇာတတမင်းကြီးလည်းပြန်သွားရောမြတ်စွာဘုရားကယဟန်တွေကိုပြောတယ်ဒီမင်းကြီးဟာတဲ့ကိုယ့်ကိုယ်ဖြည့်ဆည်းပြီးသားဖြစ်သွားတယ်အကယ်၍သာသူဟာဒီကနေ့မေခွန်းရဲ့အဖြစ်ဖြစ်တဲ့တာမညာဖလာတုတ် ကိုကြားနာတဲ့အချိန်မှာသူ့ရဲ့ခမည်းတော်ကို မပြေမှားခဲ့ဘူးမတက်ဖြတ်ခဲ့ဘူးဆိုရင်ဒီကနေ့သူသောတာပန်ဖြစ်မှာပဲအခုတော့သူ့ကိုယ်သူဖြည့်ဆည်းလိုက်တဲ့အတွက်ကြောင့်သောတာပန်မဖြစ်တော့ဘူးဒိဗ္ဗသောတာပန်အဖြစ်ကနေပြီးတော့လွဲချောင်သွားခဲ့ပြီ အချိန်ဒီကောင်းနေတဲ့ခုဟာပျက်စီးသွားနိုင်တယ်ပေါ့အဲဒါလို့ပျက်စီးသွားပြီလို့မြတ်စွာဘုရားကမိန်ကြားတော်မူခဲ့တာပါဠိတော်မှာတော့ဒီအတိုင်းတာတစ်ခုပဲပါတယ်အထက်ကရာမှာတော့ဒီတယ်မက မြတ်စွာဘုရားကိုကြီးညိုကိုးကွယ်သည့်အတွက်ကြောင့်အဝိဇ္ဇငရဲ့ကြာရမယ်အစားနော်ပိတုကန္တကကံထိုက်တာတော့ပေသည်ချမ်းမဲကတော့အကျိုးပေးမှမှန်းနေရှောင်လွဲလို့မရတော့ဘူးအနန္တရိယကသို့သောသူ့ဘဝလွတ်မြောက်ဖို့အတွက်ဒီအနည်း6တောင်းဥဒ္ဒရငရဲ့တစ်ခုမှခံရပြီးတဲ့အခါမှာနောက်ဝိသိတဝီဆိုတဲ့ပိဿကဗုဒ္ဓအဖြစ်နဲ့သူဟာပြိဋိဘံဆံလိုက်မယ်ဆိုတာ အထကရာမှတ်တမ်းမှာတော့ရှိတယ်ပေါ့အေးဒါကြောင့်မို့တရားချက်ခင်သီတော်စင်ပြိဿပေါင်းတို့ဒီကနေ့ညတာမညဖလာနဲ့တစောင်းမုံညရဲ့တစောင်းနိုင်ညရဲ့အမှတ်တရဟာဖြင့်စဉ်းစားပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ဘုရားမြတ်စွာသာသနာတော်ဟာအင်တမအကျိုးကျေးဇူးကိုဖော်ဆောင်ပေးနိုင်ရုံမြမကမာရွဲ့နဲ့အပြစ်တွေကလည်းလွတ်ရလွတ်ကြောင်းတွေကိုမြတ်စွာဘုရားရှင်းလင်းထုတ်ဖော်ပြီးတော့ဟောကြားတော်မူခဲ့တဲ့ လမ်းစဉ်တွေအတိုင်းကျိုးတဲ့တွေကြင်ကြံကြိုးကုတ်အားထုတ်နိုင်မယ်ဆိုလို့ရှိရင်တဏှာဝိဆင်းရဲကနေလွတ်ကဲနိုင်ကြမယ်မလွတ်ကဲတောင်ဆင်းရဲဒုက္ခတွေကနေပြီးတော့တက်တာနိုင်မယ်လို့ကိုစီကိုစီသဘောကြပြီးတဆောင်မုံညာဤအမှတ်တရကို မှတ်မှတ်သားသားထားပြီးကုသတရားဖြစ်ပွားနိုင်ကြပါစေကုန်သတည်း